မင်္ဂလာပါကျမတို့ဒီနေ့မှလူကြိုက်များနေတဲ့ intermittent fasting အချိန်ကြာပြီးအစာဖြတ်ခြင်းအကြောင်းကိုဆွေးနွေးမှာပါလူအများစုကဒါကို weight ချဖို့နီးလန်းလို့ပဲသိကြပြီးမဲ့သိပ္ပံပညာရှင်တွေကဒါဟာအုံနောက်ကျမကြီးအတွက်အကျိုးရှိနိုင်တယ်လို့ပြောနေကြပါတယ်ဒါပေမဲ့သတိထားရမှာတစ်ခုရှိပါတယ်ယောဂအခန်းရှိသူအပါအဝင်အစာဖြတ်ခြင်းကို မစတင်ခင်မှာဆရာဝန်နဲ့သေချာတိုင်ပင်မှုအရင်အရေးကြီးပါတယ် ဘယ်လိုလှုပ်လှုပ်သလဲအဓိကတော့ချက်ကအနည်းဆုံး12နာရီမှ14နာရီအထိအစာဖြတ်ဖို့ပါပဲပုံမှန်အားဖြင့်ခန္ဓာကိုယ်ကစွမ်းအင်အတွက်တကြား glucose ကို အသုံးပြုပါတယ်ဒါပေမဲ့12နာရီကျော်အစာမစားတဲ့အခါ glucose တွေကုန်သွားပြီးတိုလောင်ထားတဲ့အဆီကနေရတဲ့ ketones ကိုစွမ်းအင်အဖြစ်ပြောင်းသုံးရပါတယ်ဒီလိုလောင်စာပြောင်းလဲမှု metabolic switch ဖြစ်ချိန်မှာပဲအုံနောက်အတွက်ကောင်းကျိုးတွေစတင်လာတာပါ အဓိကအကျိုးကျေးဇူးများကိုကြည့်ရအောင်ပထမဆုံးအုံနောက်စွမ်းဆောင်ရည်နဲ့မှတ်ဉာဏ်အတွက်ပါ Neuroscientist Mark Matson ရဲ့သူတေသနအရအစာဖြတ်ခြင်းကသင်ယူမှုနဲ့မှတ်ဉာဏ်နေရာဖြစ်တဲ့အုံနောက်ရဲ့ Hippocampus ကို တက်ကြွစေပါတယ်ဒါကြောင့်အာယုံဆူဆိုင်မှုပိုကောင်းခြင်းအရေးမပါတဲ့အရာတွေကိုရှော့ချပြီးလိုတာတွေပဲအာရုံစိုက်နိုင်ခြင်းသင်ယူမှု ပုံမှုထိရောက်ခြင်းမှတ်ဉာဏ်နဲ့ဆိုင်တဲ့ neurons တွေပုံမှုတက်ကြွလာခြင်းစိတ်ဖိစီးမှုပိုခံနိုင်ခြင်း အုံနောက် cells တွေကနေ့စဉ်စိတ်ဖိစီးမှုတွေကိုပိုကောင်းကောင်းခံနိုင်ရရှိလာခြင်းဒုတိယအကျိုးကျေးဇူးကတော့စိတ်ဓာတ်နဲ့စွမ်းရည်ပိုင်းပါပါစွမ်းရည်ပို့ထိုးလာခြင်း ketones တွေကအုံနောက်ကိုတည်ငြိမ်တဲ့စွမ်းရည်ပေးလို့နေ့လယ်ပိုင်းအာဂုဏမျိုးလျော့နေသွားနိုင်ပါတယ်စိတ်ညစ်မှု စိတ်ကြမှုလျော့ပါနိုင်ခြင်းလေးလာမှုတချို့ကဒါကိုတွေ့ရှိထားပါတယ်အလုတ်ကိုပုံမှုထိရောက်ခြင်း စိတ်တည်ငြိမ်ပြီးအလုပ်တွေကိုပိုထိထိရောက်ရောက်လုပ်နိုင်လာတာကိုခံစားရပါလိမ့်မယ်။တတိယချက်ကတော့အရေးကြီးဆုံးတစ်ခုဖြစ်တဲ့ autophagy cell sensing ပါပဲ။အသက်ကြီးလာတဲ့အမျှအုံနောက်ထဲမှာအစိတ်တောက်ဖြစ်စေတဲ့ protein အဟောင်းတွေစုပြုံလာပါတယ်။ autophagy ဆိုတာခန္ဓာကိုယ်ရဲ့ cell sensing ရဲ့စနစ်ပါ။သူကဒီအမိုက်တွေကိုဖျက်ရှားပြီး cell တွေကိုတန်ဆင်ပေးပါတယ်။ intermittent fasting ကဒီ autophagy စနစ်ကိုပြန်လည်လှုံ့ဆော်ပေးပြီးအုံနောက်ထဲကအဟောင်းနှံ့တွေကိုရှင်းလင်းပေးလို့ alzheimer လိုရောဂါတွေကိုမဖြစ်စေဘူးလို့သူတေသနာတွေကမျှော်လင့်ထားကြပါတယ်။ဘယ်သူတွေမလုပ်သင့်ဘူးလဲ intermittent fasting ဟာလူတိုင်းနဲ့မတင်တော့ပါဘူး။အထူးသဖြင့်အသက်25နှစ်မပြည့်သေးသူများကိုယ်ဆောင်တဲ့နှုတ်တိုင်းမိခင်များစီးကျူယောဂရှိသူများသူတို့မှာတော့လုံးဝမလုပ်သင့်ပါဘူး။ ဒါမှမဟုတ်ရင်တော့ဆရာဝန်နဲ့မဖြစ်မနေတိုင်ပေးရပါမယ်။ဒီကုန်းကြုံအနေနဲ့ပြောရရင်တော့ intermittent fasting ဟာကိုယ်လေးချိန်အတွက်သာမကပဲစိတ်ဖြစ်စည်းမှုတက်တာပြီးအုံနောက်ကိုလန်းဆန်းစေမဲ့ lifestyle နိဒန်ကောင်းတစ်ခုဖြစ်လာနိုင်ပါတယ်။သင်္ခန္ဓာကိုယ်ကိုနားလည်ပြီးဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပါ။မှန်ကန်တဲ့နီးလန်းနဲ့စတင်နိုင်ခဲ့ရင်တင့်အောင်နောက်ဟာပုံမူကြည်လင်ကျမလာတာကိုကိုယ်တိုင်တွေ့ရှိနိုင်မှာပါပဲအဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ် နောက်ထပ် lifestyle tips တွေအတွက်ဒီ channel ကို subscribe လုပ်ထားပြီးဖို့လည်းမမေ့ပါနဲ့နော်